ားလုံးပဲမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင်အခုတခါတင်ဆက်ဖတ်ပြမယ့်သူကတော့ Reader Winning စာပဲဖြစ်ပါတယ်ရှင်ဖတ်ပြမယ့်ဝတ္ထုတူဆောင်းပါးလေးကတော့ဆရာကြီးတင်မိုးရဲ့ဆောင်းပါးတူလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဆောင်းပါးခေါင်းစဉ်တင်းချိုင်းကုန်းမှာ ငါတို့ရွာကလေးဤမြောက်ဘက်တွင်တင်းချိုင်းကုန်းရှိသည်မတိကြသည်သောသူတို့သည်ရွာကလေးထဲတွင် ကိုအိုကိုအိမ်နှင့်တတိတခြားစီနေထိုင်ကြသည်ထမ်းရွက်တဲကလေးမှလည်းနေကြသည်တက်ကယ်မိုးထယံကနှင့်နေကြသူတို့လည်းရှိသည်တချို့ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝကြသူတို့သည်သွတ်မိုးပြင်တောင်အိမ်နှင့်နေကြသည်တည်ဆုံးကြသောအခါတွင်ကတင်းချိုင်းမြေတွင် တစုတဝေးနေကြရတော့သည်တင်းချိုင်းကုန်းသည် နေရာမကျေလှတို့ရာတွင်ကွယ်လွန်သူမှန်သမျှတို့ဤတခုဒီသောနေအိမ်ဖြစ်လေသည်တင်းဆိုင်ကုန်းစီတို့လှမ်းကြည့်ပါမကြီးပင်အိုကြီး၃၄ပင်သည်ခါတန်ရှိကြီးနှင့်ရက်နေကြသည်တစောင်းပြတ်တာပင်များသည်ခြုံဖွဲ့၍နေကြသည်ညောင်မင်ကြီးတပင်သည်လည်းမုတ်ဆိတ်ဖွားဖွားနှင့်တရားဆင်ကျင်နေသည်ဇရက်တဆောင်သည်မကြီးပင်အနီးမှရှိသည်အောက်ခုံခန့်သွတ်မိုးနှင့်ဖြစ်တော်လဲခန်းခန်းနနာက တာမဟုတ်လားတွမိုးလန့်သည့်နေရာလန်နေပြီ အုတ်ချက်များกว่าသည့်နေရာကกว่าနေပြီးအကအရန်ကလုံးဝမရှိချေရွာကလေးဤမြောက်ဘက်သို့ထွက်လိုက်လင်တင်းချိုင်းကုန်းကိုမြင်နိုင်သည်တခေါ်လောက်ပင်မဝေးလှတစ်ပင်အုပ်ကလေးနှင့်အစိမ့်ပုတ်ပုတ်ညိုမှိုင်းမှိုင်းဤတင်းချိုင်းကုန်းကလေးသည်ရွာကလေးဤအသက်နှင့်အမျှဖြစ်ပေလိမ့်မည်သူ့ကိုရွာသူရွာသားတို့မချင်းကပ်ချင်ကြတော့လဲမပြစ်ပယ်နိုင်သောနေရာလေးဖြစ်သည်ငါတို့နှင့်ကစားပေါ်ဖြစ်သောခွေးပူးနှင့် စာတို့သည်တင်ကြိုင်ကုန်းကလေးသို့နေတန်းရောက်လာကြသည်တင်ကြိုင်ကုန်းအနီမြက်ခင်ဆက်တွင်နွားများကိုကြောင်းရင်းဇရက်တွင် သူတို့နားကြနေခုကြသည်ဇရက်တွင် ရေစက်ချသံအမျှဝေသံကျေးစီသံနှင့်ငိုသံတို့သာကြားရသည် မဟုတ် ပလွေသံကလေးကိုလည်းနေတန်းကြားရသည်သည်ခွေးညိုနှင့်ပူစာတို့သည်ခွားကလေးကိုစီဖြင့် မကြီးပင်ညောင်ပင်တို့နားတွင်လာသော စာကလေးများကို ပြက်ခတ်မီးမြှိုက်၍စားတက်ကြပြီသည်သည်တို့ရာတွင်ငါတို့သည်တင်ချိုင်ကုန်းကလေးအနည်းသို့မကတ်ဝွန်တင်ချိုင်ကုန်းကလေးရှိရာကိုငါတို့ရေရဲပင်မကြည့်ဝွန်မြေပဲကောက်သွားကြသောအခါသူ့နာကို မတက်တာ၍ဖြတ်သွားကြရလင်လေခြေမှုန့်ကို နဖူးတို့၍ခတ်တုတ်တုတ်သာ သွားတက်ကြသည်လှုပ်နေသောတစောင်းပြတ်တာပင်စုခတ်အောင်ထားသော မြေပုံမှုမှုကလေးများကို မဝွန်တဝွန်ကြည့်၍ဖြက်လာခဲ့ကြသည် မေဝင်ရိုးဤအချိန်အိမ်ပြန်လာသောအခါတင်းချိုင်းကုန်းကလေးသည်မလှုပ်မရှက်ငြိမ်သက်လျက်ပင် ရှိတော်လဲထို့သို့ငြိမ်သက်ခြင်းသည်ပင် စိတ်ချောက်ချပွေဖြစ်ပြန်သည်တင်းချိုင်းကုန်းအထက်ကောင်းကင်ပြင်တွင်လဒါတို့သည်ဝဲလျက်ရှိကြသည်ရွတ်တွတ်တွတ်တွဲလျားကြနေသောပားပြင်တို့ဖြင့်လဒါအိုတို့သည်မြေပုံအနည်းတွင် ငုတ်တုတ်ကြီးနေတတ်ကြသည်လဒါအိုတို့အနည်းတွင်ကြီးတို့သည်တအားအားတတော် သောနှင့်အောင်မြင်နေကြသည်ငါတို့သည်လဒ္ဒကိုမကြောက်လဒ္ဒကြီးများသည်သူတစ်ပါး၏အသက်ကိုရရဆက်ဆက်တက်ဖြတ်စားတော့တတ်သောတတဝါများမဟုတ်ဟုလူကြီးသူမများပြောတန်ကြဘူးသည်ငါဖုံကြီးဟုလဲဆိုကြသည်အလောင်းကောင်ရှိရာကိုကြီးကန်းများက လာရောက်ပင်ဖိတ်မှစားတောက်ရန် လာတတ်ကြသည်ဟု ပြောလိရှိသည် ထို့ကြောင့်ငါတို့သည်လဒါကိုမကြောက်သို့ရာတွင် ပုတ်ဟောင်နေသော အလောင်းကောင်အနည်းတွင်လဒါကြီးများကိုမြင်ရလိရှိသဖြင့်ဆက်ဆုပ်ယုံရှာသည်ကအမှန်ပင်ဖြစ်တော်သည် တင်းချမ်းမြေတွင် ဖုတ်တစေတို့နေတယ်လို့လို့ပြောကြသဖြင့်ကြောချမ်းမိသည်ညခါများတွင်တင်းချမ်းမြေသည် အတိတ်ဆိတ်ဆုံးနေရာဖြစ်သည်ရံဖန်ရံခါတင်းချမ်းဘက်တွင်မီးအောင်တလက်လက်မြေရတက်သည်ဟုငါတငယ်ချင်းများကပြောကြသည် ကလေးမသာချလီသလားတိုက်ဆရာအောက်လန်းဆရာများအလောင်းဖော်လီသလား တရေမီးပြလီသလားငါတို့တက်အပ်မသိချေညီတို့ပင်ဖြစ်ရာငါတို့သည်တင်းချိုင်းကုန်းကိုဆက်ဆုပ်ထိတ်လန့်ကြသည်မှာကတေကြသည်တင်းချိုင်းကုန်းကိုလှဲ့မကြည့်ချင်သည်မှာလဲတေကြသည် ငါတို့ဘုန်းကြီးចောင်းသားဘွားတို့ငါဆိုလျင် မကြမကြတင်းချိုင်းကုန်းတို့ရောက်ရသည်မရောက်ချင်လည်းမနေရာအတုပါရှုခဏခဏလာပင့်လိရှိသည် ထိုအခါတွင်ဆရာတော်ဘုန်းကြီးမျက်စိမျက်နှာမတမယာရှိတတ်သည်ကိုတတိပြုမိသည်တနာကျူနာစိတ်ဖြင့်ကြီးတန်ကိုလည်းကြားခဲ့ဖူးသည်ဟေးတတော်အမှန်တည်းမလွတ်နိုင်တဲ့ဘေးကြီးပဲလီကွယ်ဟု ပင်တချဟံတံဝေကားရဟံတို့သည်အဖန်ဖန်မြင်ခဲ့ရဖူးသည်သင်္ကန်းကိုယုံစကုအိမ်ကြီးကိုချတော်မူ၍အတူပါရှုကြွားလင်ငါတို့ចောင်းသားများသည်တောင်းကိုထမ်း၍လိုက်ပါကြရသည်တုတ်တန်ရောက်လင်ရင်ဘတ်စီတီးငိုတန်သပင်ဖားလျာချနေကြဟန်စသော ရှုခင်များကိုမမြင်ချင်မနေရ မကြားချင်မနေရဖြစ်တော်သည်ငါသည်ဖုံးကြီးနှင့်အတူအာတုပါရှုလိုက်ရလျင်အကြောက်ဆုံးဖြစ်သည်ညရောက်လျင်အိမ်မပျော်တော့ချေအိမ်မက်ဆူမြတ်မက်ကလန့်၍អော်တက်သည် ထိုအခါငါကအမဟုခေါ်သောအမိသည် ရေနံစီမင်းခွက်ကိုထုံးကငါကိုချော့ပါလေသည်တနာကျင်လာစွာနဖူးကိုဆန်းရင်ကိုဆန်း၍အားပေးပါလေသည် ရော့ရော့လူကလေးရေတစ်ခွက်တောက်လိုက်နော်မကြောက်နဲ့နော် ဟုဆိုကရေခတ်ပြီးပါသည် ထိုခါကျမှငါမှအကြောက်ပြီသည်ငါမှအမရှိတာပဲဘာကြောက်เสียရှိတလဲဟုအာတင်းနိုင်သည် အိပ်ပျော်နိုင်သည်ခုံကြီးเจ้าကထွက်လာသောအခါတွင်အာတူပါရှုလိုက်ရမည်ဘေးမှအဝေးတော်သည်ตาမှုနာမှုမှန်သည်မြအမသည် တပတ်တစ်ထည်ကိုခေါင်းပေါ်တင်လျက်လိုက်ပို့လေသည်ရွာထဲတွင်မသာရှိလင်ငါတို့သည် အမကိုမြေုံနှင့်တိသည် အမသည်မျက်စိမျက်နှာမကောင်းတပြစ်တောက်တောက်မြီကခြေခွဲသံဝန်းနေသံပြုတ်လေသည် ထို့နောက်တပတ်တစ်ထည်ကိုခေါင်းပေါ်တင်ပြီး ဖနှက်မြီးတူတူတရှက်ရှက်စီးက အာတုဘလိုက်ပို့လီတော်သည်ငါတို့သည်တင်းချိုင်းဟူသော အတန်ကိုမကြားလိုထိုစကားသည်ငါတို့နှင့်လည်းမကင်းမနိုင်ပဲလျက်ငါတို့မနှက်သန်ထိုစကားကြားရလျှင်ကောင်းသောစကားမဟုတ်ဟုဆိုသည်ကိုချက်ချင်းသဘောပေါက်သည်တင်းချိုင်းဆိုသောစကားမကြားနိုင်ရအယက်သည်အဘေမာနီငါတို့တောင်းတမိသည်နိဗ္ဗာန်ဟုဖြေကြသည် ထိုသို့ဖြစ်လင်ငါတို့သည်နိဗ္ဗာန်ကိုရောက်ချင်လှတော်သည် နိဗ္ဗာန်မှာတုတ်တန်မရှိချေကောင်းလှ၏ဤတစ်ချက်ဒီနှင့်ပင် နိဗ္ဗာန်သည်ညီမြပျော်မွှေးစရာကောင်းလေမည်နီဟုတွေးကနိဗ္ဗာန်ကိုသဘောကျမိသည် နိဗ္ဗာန်ကအဘယ်မှာနီးတင်းချိုင်းများစွာကိုကြော်ဖြတ်ပြီးမှနိဗ္ဗာန်ရောက်မည်လောတင်းချိုင်းကိုကိုွေ၍နိဗ္ဗာန်ကိုသွားနိုင်သောလံရှိလေသလော ။အိုဗုဒ္ဓသခင်သင်ချိုင်းကိုကြွေ၍နိဗ္ဗာန်သို့ရောက်နံသောလမ်းရှိလျင်ညွန်ပြပါအောင်သခင်။တတော်တို့ဤနှလုံးအိမ်တွင် သင်ချိုင်းသည် ကြီးမားစွာနှိမ့်ဆက်လျက်ရှိချေပြီးသူထံသို့အတင်းခေါ်သည်တတဝါတိုင်းကိုခေါ်သည် အချင်းချင်းခွဲပစ်သည်ဘဝချားပစ်သည် နိဗ္ဗာန်သည်တင်းချမ်းဤဟိုဘက်၌မရှိဘဲ ဒီဘက်မှာရှိမည်ဆိုလင်ညီမြကောင်းမည်နီငါတို့ရွာကလေးတွင်တကြံပွဲလှုပ်သည် အလွန်စီသည် ပြို့ပြို့အိုးအိုးမကြံရေလောင်းကြသည် ရေပတ်ကြကခုံကြနွားများကိုဘေးမက်လွတ်ကြနှင့်တအုံးအုံးတောခါတွင်တင်းချိုင်းကုန်းကိုငါတို့အဖက်မလုံးရွာစီကားပျော်ရွှင်လျင်တင်းချိုင်းကုန်းသည်ငြိမ်နေတတ်သည် အခွင့်အခါကိုချောင်းနေလီရော့သလား ရွာတွင်ဆရာကတော့ဘွယ်တရင်ချုပ်ဘွယ်ကထိန်ဘွယ်ရှိလင်အလွန်ပျော်စရာကောင်းသည်နှဲတန်ဘုံတန်ပမတန်တို့ဖြစ်ဆိုပြည်သည်ဖိုးသူတော်ရင်ဥရွှေရိုးအကပုံနာမခင်ရွှေအငိတ်စသည်တို့ဖြစ်အုံထနေချိန်တွင်တင်းချိုင်းမြည်သည်အိန္ဒီကြီးလှတော်သည်တတဝါဖန်းကနီးမွေသည်အိန္ဒီရရနှင့်ငြိမ်သက်နေတဲ့သို့ပင်ဖြစ်သည် ရွာစီလင်ကောင်းသည်တင်းချိုင်းကုန်းစီလင်ကရွာလုံးတိတ်တော်မီကြီးနှင့်ဖုတ်ဖုတ်ဖြစ်တော်မီငါတို့ရွာကလေးတွင်ဂျပန်ခေတ်ကပလိတ်ယောဂဖြစ်သည် တုတ်တံမြေတွင်ခြေချင်းလိန်ကြပြီးနှာရည်တရှုပ်ရှုပ်မျက်ရည်တတုတ်တုတ်နှင့်ငိုကြွေးကြရပြီးတင်းချိုင်းကုန်းလန်းသည့်ဖုန်လျက်ရှိတော်သည်တင်းချိုင်းသို့တွားကြဖန်များလီသောအခါရွာသူရွာသားတို့သည် ထမင်းမစားဟင်းမစားနိုင်ကြရွာမှထွက်ပြေးကြကုန်၏တရွာလုံးတန်ပုံတီးထရန်ပုတ်ဖြစ်တောထုတ်ကြသည်တင်းချိုင်းကုန်းသို့ခေါ်သောတတဝါကောင်ကိုမောင်းနှင်ကြ၏ရွာသူရွာသားတို့လည်းကြောင် ခံဖျားမှာရွှေ့ပြောင်းနေကြရလေသည်ကြောက်ကြီးပေါက်တုတ်ကွေးကြီးထစဉ်ကလည်းထို့သူကာလဝံကြစဉ်ကလည်းထို့သူထို့သူထို့သူနှင့်ငါတို့ရွာကလူတွေမိမိအိုးအိမ်မှခွာ၍တင်းချံကုန်ရှိရာကို သွားကြရသည်မှများပြီး ရွာသူရွာသားမှန်သမျှတနေ့နေ့တွင်လှောင်းဆက်ကြရမည်ထာဝရအိယာဘီဒီမတော်ခြင်းတော်လဲနေခြင်းသေး၍မရပြီအထုပ်အပူအိယာလိမ့်မပါတင်းချိုင်းမြေရှိရာသို့သွားကြရပြီအုံးမီသူသွားလင်ငါလိုက်ပို့၍ ငါသွားသောအခါလဲအခြားသူများကလိုက်ပို့ကြရအောင်မီလိုက်ပို့ကြသည့်အခါတိုင်းလဲပျော့ပျော့ရွှင်ရွှင်မဟုတ်ဝမ်းနေပက်လက်မျက်ရည်ဆက်ဆက်ဖြစ်တာဖြစ်သည်တင်းချိုင်းသည်ပျော်မွေးပွေမှန်သည်များကိုမောင်းထုတ်ခဲ့ပြီးဝမ်းနေမှုငိုရှိုက်မှုတို့သည်တင်းချိုင်းမြေကိုစိုးမိုးအုပ်ချုပ်ခဲ့လေပြီး လွန်ခဲ့သောနှစ်ကငါအမိကွယ်လွန်ခဲ့သည်တင်းချိုင်းမစေတမန်သည်ငါအမိထံသို့လာရောက်ဆင့်ခေါ်သည်ငါချစ်မြတ်နိုး၍အမဟုခေါ်သောအမိသည်ငါတို့ကိုပင်နှုတ်ခွန်းမဆက်နိုင်ရှာပဲရုတ်တရက်ငါတို့အိမ်မှထွက်ခွာသွားခဲ့သည်ရွာထဲရှိသောလူတို့ကိုတယောက်ပြီးတယောက်အလှဲ့ကျခေါ်ဆောင်သွားတတ်သော ေမင်းဤစေတမန်ကိုငါတို့ကြားဖူးပါ၏တို့ရာတွင်ဤမျှလောက်အလောတကြီးလာရောက်လိမ့်မည်ဟူ၍ကငါတို့တွေးမျှပင်မတွေးမိပါဘီအမေကိုတင်းချိုင်းသို့လိုက်ပို့ကြသည်ငါအဖေသည်ယူကျုံမယငါမမသည်အပူမီးတလောင်လောင်ငါနှမငယ်သည်အမေကိုဖတ်လျက် ငါမာမူကထိုခဏဝယ်တောကဤစုဝေးရာကိုခန္ဓာဖြစ်လေ၏အမေပါပြင်ကိုနောက်ဆုံးနှံ၏အမေခြေရင်ကိုနောက်ဆုံးနှိမ့်နယ်ဝတ်ပြု၏အမေကိုငါကတော့သည်အမေသည်စကားလဲမဆိုငိုခြင်းလဲမပြုတာဓုမြလဲမခေါ် ်မျက်လွာကိုမိတ်လျက်တိတ်တဆိတ်သာနေပြီးဤအမေထမိန်ကို ပေးလိုက်ခြင်းပါသည်ဤအမေဖက်လက်ဆပရိတ်ကြီးဘုံအုပ်ကလေးယူသွားစေခြင်းပါသည်သည်အမေနသာဖြူပဒီးကိုလည်းလက်မှဆွတ်ပေးလိုက်ခြင်းပါသည်သည်အမေချုံရန်တင်းတိမ်ကလေးကိုလည်းထည့်ပေးလိုက်ခြင်းပါသည်သည်တို့ရာတွင် အမေသည်ဘာကိုမျှလဲမတောင်းဆိုတော့ဘာပစ္စည်းကိုမျှလဲယူမသွားတော့လက်ချီတက်တက်ထွက်ခွာ ါသွားခဲ့၏အမေယူမသွားသောပစ္စည်းပစ္စယကလေးများသည်အမေကိုစားကြံရစ်ခဲ့တော်သည်ပရိတ်ကြီးဘုတ်အုပ်ကလေးသည်အမေမျက်မှန်တလက်နှင့်ဖြည်းဖြည်းအေးဆေးစာကြည့်နေပုံကိုတတိယစီသည်နဒာဘူးစိတ်ပတိကလေးသည်အမေဥပုသ်ဆောက်ကမ္မထန်းထိုင်ပုံကိုမြင်အောင်စီသည် အချောက်ခုံကလေးသည် အမေအလုတ်ခွင်၌အင်းကြီးကျဲ့သည်တက်နေပုံကို အမှတ်ရစီသည်ကြံရစ်သောအမေပစ္စည်းများမှန်သည်မအမေအကြောင်းကို ပြန်လဲပြောပြတတ်ကြသည်ကြီးဖြစ်ပါသည် အမေသည်ရှင်သူတို့ကိုထား၍တေသူတို့ကြားမှသာပျော်မွေ့ခဲ့လီပြီးရွာကိုကျင်၍တင်းချိုင်းမြေသို့ဝင်လီပြီး ်တင်းချိုင်းမြေသည်နေကြသူတို့အနှံ့ငါတို့အိမ်တော်စုထဲကအမိလဲအပါအဝင်ဖြစ်ပြီတင်းချိုင်းမြေမှာအမိရှိသည် အမိနှင်းဆက်၍ငါသည်တင်းချိုင်းမြေကိုခင်တယ်စပြုပြီး ရင်နှင်းစာပြုပြီးယခင်ကကြောက်ခဲ့ယုံခဲ့ဆက်ဆုပ်ခဲ့သောနေရာသည်ယခုအခါထို့သို့မတွေးထင်နိုင်လေပြီးအမေအလောင်းကိုငါတို့ဆွေမျိုးမိတ်တင်ကဟများနှင့် မိသားစုတို့ထမ်းပိုးကြသည်မြေဆိုင်ခဲများဖြင့်ဖို့၍မြုပ်ကြသည်မြေပုံမမို့ကလေးပေါ်တွင်ပန်းခွေချသည်စုခတ်များအုံသည် မှတ်တိုင်ကလေးစိုက်သည်ခန်းခန်းနာနာကမဟုတ်ချေတို့ရာတွင်ငါဘဝအတွက်အမိသည်ခန်းနာခဲ့သည်အရိပ်ကြီးခဲ့သည်ငါအမိနေထိုင်ရာတင်းချိုင်းကုန်းကလေးသည်လည်းခန်းနာမည်အရိပ်ကြီးမည်သည်ဖြစ်သည်အမိကြောင့်တင်းချိုင်းကုန်းမြေပေါ်တွင်ငါဤမလူစိတ်တို့ လွင်ပြောက်ပြက်ပြဲခဲ့လီပြီတစောင်းပြတ်သားပင်များမကြီးပင်များညောင်ပင်ကြီးတစ်ပင်နှင့်တိတ်ဆိတ်လှသောတင်းချိုင်းမြေသည် လူဘဝဤတောကဒုက္ခတို့ကိုမြုပ်နှံရာဖြစ်တော်သည်ဘဝဤပျော်ရွှင်ဖွယ်ရာတို့ကိုတတ်ပစ်သည်မဟုတ်ဘဝဤအနိဋ္ဌာယုံဝေဒနာအဆုစုတို့ကိုလည်းတပည့်ရာနေရာ ဖြစ်သည်တို့ဖြစ်လင်တင်းချိုင်းမြည်သည် မတရားပါသလိုမျက်နှာကြီးမျက်နှာငယ်အသက်အရွယ်ကိုလည်းမရွေးဂုံအကြီးအသေးကိုလည်းမလိုက်အကြိုက်အမုံအပြုံးအငိုတို့ကိုလည်းဂယုမထာ တင်းချိုင်းကုန်းကဘဝမျက်နှပြင်ကိုညင်ညာစေသောနေရာဖြစ်သည်ရည်တံတို့လည်းဤနေရာမှာတန့်သည် မျက်ရည်တို့သည်လည်းဤနေရာတွင်ရက်သည်ဤအရ၌ရည်မောတန်ဟူ၍လည်းမကြားရငိုရှိုက်တန်ဟူ၍လည်းမကြားရမနိုးထသောအနာယူခြင်းဖြင့်ဘဝတလျှောက်လုံးတွင်လက်တလုံးလုံးခြေတလုံးလုံး လှုပ်ရှားခဲ့ရသည်မြဤနေရာတွင်မှုလျော်စွာအနာယူကြလိပြီအမေမြတ်တာစိတ်ကိုအစွဲပြု၍တင်းချိုင်းကုန်းပေါ်တွင်ဂုံဒရက်ကိုမြင်တက်လာလိပြီထို့ကြောင့်တင်းချိုင်းကုန်းသည်မဒတိထွေစရာနေရာမဟုတ်တော့ပါတင်းချိုင်းကုန်းရှိနေခြင်းကြောင့်မကြည်မနှက်မဖြစ်တော့ပါနိဗ္ဗာန်သွားခြင်းသည်ရှိတော့တင်းချိုင်းကုန်းများစွာကိုကြော်ဖြတ်၍သွားရန်ယခုအခါ ဝန်မလေးတော့ပါပြီတင်မူအခုလိုဆရာကြီးဦးတင်မူရဲ့ဝတ္ထုတို့လေးကို နားဆင်ပြကြတော့ပန်းခူးသူများအပေါင်းနဲ့ clicker များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ချင်းအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်